ားလုံးမင်္ဂလာပါဗျအဲကျွန်တော်နာမည်ကတော့ဦးအုတ်ကမင်းဖြစ်ပါတယ်အဲကျွန်တော်ကတော့ဒီ2015မှာတော့ကလင်းတိုက်တိုင်းဗိတ်ကျုံစုရဲ့ကျုံစုမြို့နယ်ရဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်တာဝန်ယူခဲ့ပါတယ်အဲဒီတော့ကလည်းကျွန်တော်တို့လွှတ်တော်မှာဒီပြည်တွင်းပြည်ပလိုသမားဆိုင်ရာကော်မတီရဲ့အတွေ့အမှုဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်အခု2020မှာတော့ကျွန်တော်တို့ဒီမင်းမျိုးနဲ့ပြည်သူ့လွှတ်တော်ကိုယ်စားဖြစ်ဆက်လက်ပြီးတော့ရွေးချယ်ခံခဲ့ရပြီးတော့ CRPH ဖွဲ့စည်းတဲ့အချိန်မှာတော့ကျွန်တော်တို့ main body အဖွဲ့ဝင်ဖြစ်ပေါ့နော် အပါဝင်တောင်းထမ်းဆောင်ခဲ့တယ်။အဲဆက်လက်ပြီးတော့ CRPA ကနေပြီးတော့ဒီရေးရကော်မတီတွေဆက်လက်ဖွဲ့စည်းတဲ့အချိန်မှာတော့ကျွန်တော်ကမူလအဲကျွန်တော်ဒီလှုပ်ဆောင်ခဲ့တဲ့လူ့သမားရေးရကော်မတီရဲ့ဥက္ကဋ္ဌဖြစ်အဲတောင်းပန်ပေးအချိန်ခံရတယ်ပေါ့လေ။အဲတောင်းပန်ပေးအချိန်ခံမှာကျွန်တော်လက်ရှိကတော့ဒီဒီပါရောက်နေတဲ့လူ့သမားတွေရဲ့အရေးကိစ္စတွေနဲ့ကိစ္စကိုအဓိကထားဆောင်ရွက်နေပါတယ်ဗျာ။ဟုတ်ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့။အဲကျွန်တော်တို့ကတော့ဒီထိုင်းနိုင်ငံမှာရောက်နေတဲ့ကျွန်တော်တို့ရွှေပြောင်းလူ့သမား ဒီအလုံးမကြီးဆောင်ရွက်နေတဲ့ခေါင်းဆောင်အပိုင်းတွေရဲ့အဲပြီးတော့ကျွန်တော်တို့ဒီပရာဟိတဖွဲ့နော်လူမှုဆော့ရှော့ကြီးကူညီပေးနေတဲ့အဖွဲ့အစည်းကတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဒီကျွန်တော်တို့တွေ့ဆုံခဲ့ကြတယ်ပေါ့နော်တွေ့ဆုံခဲ့တဲ့နေ့ကတော့ကျွန်တော်တို့မနေ့က26ရက်နေ့ကကျွန်တော်တို့တွေ့ဆုံခဲ့တဲ့ညနေ9နာရီမှာကျွန်တော်တို့ထိုင်းနိုင်ငံနေ့ရက်တခုမှာကျွန်တော်တို့တွေ့ဆုံခဲ့ကြတယ်ပေါ့နော်အဲ့တော့တွေ့ဆုံခဲ့ကြတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီပေါ့နော်အဓိကကတော့ရည်ရွယ်ချက်ကတော့ဒီကျွန်တော်တို့ဒီတော်လိုင်းကြီးမှာအဓိကထောက်ပံ့ကူညီပေးနေတာကဒီရွှေ ချွေပြောင်းလုပ်သားတွေရဲ့ဒီပြပောက်ရောက်ရှိနေမြန်မာဒီကပဲအဓိကဒီကိုကြီးပံပိုးနေတာဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့တွေရဲ့အခက်အခဲတွေကြုံလာတဲ့အချိန်မှာလည်းဒါအများအပြည့်ဒီကြားကြတော့ပေါ့နော်အဲ NUG ဆိုရကိုဆိုရကဘာလုပ်ပေးနေတယ်လဲပေါ့နော်အဲကိုလွတ်တော်ကဘာတွေလုပ်ပေးနေလဲဆိုသူတို့လည်းသိချင်ကြတယ်သိချင်ကြတယ်ဆိုတော့အဲသူတို့တွေနဲ့ဒီပြောဆိုတဲ့ဆိုတာနေရာမှာဒီအမလို့အမယမှုတွေနဲ့ဒီပေါ့သိချင်တဲ့အတွက် မေးတာပဲပြောတာပဲဖြစ်တယ်လို့ကျွန်တော်တို့ကတော့နားလည်လက်ခံထားတယ်အဲဒါကြောင့်မို့လို့ဒီကျွန်တော်တို့ဒီလွတ်တော်ပိုင်းဆူရပိုင်းကနေပြီးတော့ဆောင်ရွက်နေတဲ့ကိစ္စရပ်တွေကိုလည်းသူတို့ကိုရှင်းလင်းတင်ပြဖို့လည်းလိုသလိုပြီးတော့သူတို့တွေရဲ့ရွှေ့ပြောင်းလုပ်သားတွေရဲ့အခက်အခဲတွေလည်းကျွန်တော်နားထောင်ဖို့လိုအပ်တယ်ပြီးတော့ကျွန်တော်တို့လွတ်တော်ပိုင်းကဆောင်ရွက်နေတဲ့ဆောင်ရွက်ချက်ဒီကိုလည်းအဲသူတို့အတိပေးရှင်းလင်းဖို့လည်းလိုအပ်တယ်ပေါ့နော်။အတော့ပြောရမယ်ဆိုကျွန်တော်တို့ဒရင်ချက်လက်ပလဲကြမယ်၊ခက်ခဲတွေနားထောင်ကြမယ်။ ကျွန်တော်လွတ်တော်ရဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ပြည်သူ့အံလည်းနားထောင်မယ်ပြည်သူ့ရဲ့အံတွေလည်းကျွန်တော်ပြန်ပြီးတော့သက်ဆိုင်ရာမှာကျွန်တော်တို့ဒီချိတ်ဆက်ပြီးတော့ဆောင်ရွက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့အဲလုတ်ခေတာရှိတယ်။နောက်တနည်းကတော့နောက်တစ်ခုကတော့ပေါ့နော်ဒီချိန်မှာတော့ဒါအလုံးတိပိတာဖြစ်တဲ့အတိုင်းပဲခိုင်းနိုင်ငံမှာရှိရဲ့ဒီမြန်မာရွှေပြောင်းလုပ်သားတွေကဒီအကြက်တဲရင်ဆိုင်နေရတဲ့ကာလဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ထိုင်းကလည်းသူ့နိုင်ငံရဲ့ဥပဒေအရဒီတနည်းချက်ချက်ဆောင်ရွက်နေတဲ့ကာလဖြစ်တယ်။အဲ့တော့ဗမာပြည်မှာလည်းကာကျွန်တော်တို့က ဒီမတရားစစ်မှုထမ်းဥပဒေတွေပေါ်ထွက်လာတာ ਨੇ ဒီအန်တဲ့တူပေါ့နော်ဒီစစ်မှုမထမ်းလို့ကြတဲ့လူငယ်လူရွယ်တွေကလည်း ါကျွန်တော်တို့နေရက်ကိုဖွင့်ခွာပြီးတော့ဗောနော်ထိုင်းနိုင်ငံဘက်ထိုင်းနိုင်ငံဘက်ကိုတရားဝင်လမ်းကြောင်းတော့လည်းကောင်းတရားမဝင်လမ်းကြောင်းတော့လည်းကောင်းဝင်ရောက်ရှိနေတဲ့အခြေအការလည်းဖြစ်တယ်ဗောနော်အခြေအការလည်းဖြစ်တယ်အဲ့တော့အဲ့ဒီတရားမဝင်ရောက်ရှိလာတဲ့လူတွေကိုလည်းပြန်လဲဖမ်းဆီးပြီးတော့ပြန်ပို့ဆောင်နေတဲ့ကာလဖြစ်တယ်ဆိုတော့တို့တွေရဲ့အကြက်တဲဖြစ်နေတဲ့ကာလလို့ကျွန်တော်တို့ယူဆတယ်ဗောနော်အဲ့ဒီမှာကျွန်တော်တို့လည်းဒီကျွန်တော်တို့ရဲ့ဆောင်ရွက်ချက်တွေရဲ့ဒီတို့ရဲ့အတန်တွေကိုနားထောင်ပြီးတော့ရှေ့ဆက်ပြီးဘလို့ကဏ္ဍတွေမှာပူပေါင်းဆောင်ရွက်လို့ရနိုင်မလဲဆိုတာလေးကိုကျွန်တော်တို့ဒါဖြေရှားကြည့်ချင်တဲ့အတွက်အဲ့ဒီပွဲလေးမှာကျွန်တော်တက်ရောက်ခဲ့ရခြင်းဖြစ်ပါတယ်ဗျာ โอเคโอเคဒီပထမအဦးဆုံးပေါ့ကျွန်တော်တို့ကတော့အာဒီကျွန်တော်တို့လွတ်တော်ရဲ့ပေါ့နော်လွတ်တော်ရဲ့ CRPH ရဲ့ဆောင်ရွက်နေတဲ့အေးဆက်ရတည်ရဲ့ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ဒီ CRPH ကဖွဲ့စည်းတဲ့လူ့သမားရေးကော်မတီကဆောင်ရွက်နေတဲ့လူ့သမားရေးကိစ္စတွေကိုလည်းကျွန်တော်တို့အဲဆွေးနွေးဖြစ်တယ်ပေါ့အဲဆွေးနွေးဖြစ်တယ်အအဓိကအဖြစ်ကျွန်တော်တို့ကဒီ22ရက်23ရက်နေ့မှာဒီထိုင်းအောက်လွတ်တော်မှာပြုလုပ်ခဲ့တဲ့ဒီကျွန်တော်တို့နေဆက်ရေးရလုံခြုံရေးနဲ့တည်ငြိမ်ရေး ဆိုင်ရာစကဲဟိုပါဘောနော်ဒီဆွေးနွေးပွဲမှာကျွန်တော်တို့ CRPA ကိုဖိတ်ခေါ်တဲ့အတွက် CRPA ကကိုစားပြုတဲ့ဒီပုံကိုသုံးတက်ရောက်ခဲ့ပါတယ်အဲတက်ရောက်ခဲ့ပါတယ်အဲ့ထက်မှကျွန်တော်လည်းတူအပါဝင်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီလိုဒီ Thailand တော်ကဒီဖိတ်ခေါ်တဲ့ဒီကျွန်တော်တို့စကဲဝိုင်းဆွေးနွေးပွဲမှာအဲကျွန်တော်တို့အနေနဲ့ဒီသက်ဆိုင်ရာဒီ Thai နိုင်ငံဆိုင်ရာလွတ်တော်ကိုယ်စားလှယ်ဒီ ကိုရောအင်ပါစင်နေတဲ့တော်လကောင်ကျွန်တော်လွတ်တော်ဒီဟိုပါဘောနော်ဆွနေသေးကာလာအပြင်မှာတော်လကောင်ကျွန်တော်တို့အလုသမားကြီးနဲ့ပတ်သက်ပြီးတော့ဒီဆောင်ရွက်ခဲ့တဲ့အကြောင်းအရာတွေကိုဆွနေဖြစ်ခဲ့တဲ့အကြောင်းအရာတွေကျွန်တော်ပြန်လည်ပြီးတော့ရှင်းလင်းတင်ပြခဲ့တာရှိပါတယ်အဲ့တော့နံပါတ်1အနေနဲ့တော့အဓိကအပြည့်ပြောရမယ်ဆိုကျွန်တော်တို့ကဒီအလုသမားတက်တန်းတိုးတဲ့ပေါ့နော်ကျွန်တော်တက်တန်းတိုးတဲ့ဒီအလုသမားလူဟောင်းတွေပေါ့နော်တက်တန်းတိုးတဲ့ဆိုင်ရာကိစ္စရပ်တွေကိုအဲ့လိုတက်တန်းတိုးတဲ့နေရာမှာဒီနှစ်ကတော့ဒီခရိုင်းနှစ်တွေနဲ့မတူဘဲနဲ့တက်တန်းတိုးတဲ့ပုံစံတွေတောင်းနေသွားတယ်အဲ့တော့ဘာပြောင်းလဲဆိုတော့ကျွန်တော်တို့က ဒီ MOU စနစ်နဲ့တက်တန်းပြန်တိုးမယ်ဆိုပြီးတော့လုပ်ခဲ့တယ်အဲတမဲ့ရိုးကြကြည့်မယ်ဆိုရင်တော့ MOU စနစ်နဲ့တက်တန်းတိုးချင်းဒီကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီတက်တန်းတိုးချင်းမှာပြီးတော့နောက်တစ်ခုကဒီတက်တန်းတိုးမယ်ဆိုရင်လည်းသူကဆက်လက်ပြီးတော့နှစ်နှစ်ပေါ့နော်ဒီအလုပ်လုပ်ခိုင်းခွင်းနဲ့ဒီထိုက်ပိုင်ခွင်းရမှာဖြစ်တယ်ဒါတော့ကောင်းကျိုးပေါ့လေနော်ဒါကောင်းကျိုးအဲ့တော့စိုးကျိုးနေနဲ့ဘာတွေဖြစ်လာနိုင်တယ်လဲဆိုတော့ကျွန်တော်တို့ကဒါကျွန်တော်တို့ဒီ ကော်မတီမှာလည်းတုံ့ပြန်ဆွေးနွေးပါတယ်ကျွန်တော်ဆရာပေးမှာလည်းကျွန်တော်တင်ပြခဲ့တာရှိပါတယ်အဓိကအားဖြင့်တော့ဒီဆက်ကစနေပြီးတော့အခွန်ကောက်လာနိုင်တဲ့ကိစ္စပေါ့နော်အခွန်ကောက်လာနံပါတ်၁ချက်ကကျွန်တော်တို့အချက်လက်တွေရသွားမယ် MOU စနစ်နဲ့ဒီဟိုပါပေါ့နော်တက်တန်းတိုးမဲ့ကိစ္စမှာအဲ့တော့ဆက်ကစဘက်ကနေပြီးတော့ဒတိယအချက်လက်တွေရသွားမယ်အဲ့ဒီအချက်လက်တွေထဲမှာနိုင်ငံရေးကြောင်းမလို့တိတ်ဆောင်လာတဲ့လူတွေဒီပုံမှန်900 900နဲ့တီလို့ထွက်ပြီးလာတဲ့လူတွေကဒီဆက်ကစဘက်ကနေပြန်ပြီးတော့ဒီ MOU စနစ်မှာဒီတတိယဟိုပါပေါ့နော်အမိစင်းပြန်ထုတ်ပြန်ပေးနိုင်ပါမလားဆိုတဲ့ ဒီအတွေ့အချက်လည်းရှိတယ်ဟိုပြောမယ်ဆိုလို့တို့ရဲ့လက်ထဲမှာရှိတယ်ပေါ့နော်တို့ပြန်လဲထုတ်ပြန်ပေးတဲ့အမိစင်းရှိတဲ့ပုံကမှတန်လျင်တတန်တိုးခွင့်ရမယ်တဲ့ဘောမျိုးဖြစ်တယ်ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီအခွန်ကောက်ခံတဲ့ပိစားဟိုထိုင်းမှာရှိတဲ့အလို့သမားတွေရဲ့ဒီစင်းကြီးကိုပြောမယ်ဆိုတော့စင်းကြီးကတော့အတိအကျကြီးတော့ဘယ်ဖွဲ့စည်းမှမဖြစ်နိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ပထမဆုံးကောက်ခံခဲ့တဲ့နှစ်ထောက်ဒီ14နောက်ပိုင်းပေါ့နော်ဒီစင်းကြီးရဆိုကျွန်တော်တို့ကတရားဝင်အလုပ်လုပ်နေတဲ့လူကနှစ်သက်သမား နှစ်သက်သမလေးတန်းရှိတယ်ပေါ့နော်အခုကျွန်တော်တို့အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့လည်းကောင်းကျွန်တော်တို့ဒီစစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတော့လည်းကောင်းကျွန်တော်တို့ထိုင်းနိုင်ငံကိုတရားဝင်ရောတရားမဝင်ရောက်ရှိနေတဲ့လူတွေပါပေါ့မယ်ဆိုလို့ကျွန်တော်တို့ခန့်မှန်းချီတော့ငါးတန်းနေပါရှိတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်ပေါ့နော်အဲ့တော့ဒါကတော့လူဦးရေယူဆချက်ပါဒါပေမဲ့ကျွန်တော်တို့အချက်လက်ကိုပဲအခြေခံပြီးတွက်မယ်ဆိုရင်ကျွန်တော်တို့လူဦးရေနှစ်တန်းလောက်ကိုပဲအခွန်ကောက်မယ်လို့ဒီဆက်ကဆအခွန်ကောက်မယ်ဆိုရင်လူတယောက်ကိုကျွန်တော်တို့တစ်လောက်ဘတ်150နှုန်းနဲ့တစ်နှစ်မှာဘတ်1800နှုန်းနဲ့သလိုကောက်ခံ နိုင်တယ်ပေါ့နော်အဲ့လိုကောက်ခံတဲ့အချိန်မှာဒီလူဦးရေနှစ်သမား၄တန်းကိုတွက်မယ်ဆိုရင်အမေရိကန်ဒေါ်လာတန်း200လောက်ကဒီစကားစားရဲ့လက်ထဲကိုအာဒီရောက်သွားနိုင်တယ်ပေါ့နော်ရောက်သွားနိုင်တယ်အဲ့တော့စကားစားကလည်းဘာဖြစ်လို့ကောက်လာနိုင်လဲဆိုကျွန်တော်တို့တွေးခေါ်ချက်ကတော့စကားစားရဲ့လက်ထဲမှာသူတို့လက်နက်ခရမ်းတွေဝယ်ဖို့အတွက်သူတို့နိုင်ငံခြားငွေကြေးတွေလိုအပ်နေတယ်အဲ့တော့နိုင်ငံခြားငွေကြေးရနိုင်ဖို့အတွက်မြေတီလုံးမစိုးအဲ့သူတို့လုံးမယ်လို့ကျွန်တော်တို့ယူဆတယ်အဲ့ပြီးတော့လည်းအထူးသဖြင့်ထိုင်းနိုင်ငံမှာသူမဟုတ်ဒီရွှေပြောင်းရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေကတော်လိုင်းရေးကို အလုံးဝထောက်ပံ့ပေးနေကြတယ်ဆိုတာသူတို့ကိုယ်တိုင်လည်းအသိဆုံးဖြစ်တယ်အဲ့တော့ဒီလူတွေရဲ့အဲဒီဝင်ငွေတွေကိုလည်းဒါသူတို့ဘက်ကိုစီးဝင်လာအောင်လှုပ်ချင်းတည်လဲဒါအတော်လိုင်းကြီးကိုအနောက်ဆက်ပေးချင်းဆိုတဲ့ခေါင်းစဉ်ထဲမှာလည်းရှိတယ်ပေါ့နော်ဒါသူတို့တို့ကအဲလှုပ်လာနိုင်တယ်အဲ့တော့ဒီဒေါ်လာတန်200ကျော်တာဒါဒီဆက်ကဆရဲ့အချမ်းဘက်ဆက်ကဆလက်ထက်ကိုရောက်သွားမယ်ဆိုရင်ဘာတွေဖြစ်လာနိုင်မလဲဆိုတော့အလုံးသိပဲဖြစ်တယ်အဲ့တော့တေချာတယ်ကျွန်တော်တို့လက်ရှိပြည်တွင်းမှာတော်လိုင်းကြီးလှုပ်နေတဲ့ဒီတော်လိုင်းကြီးလှုပ်နေတဲ့ဖွဲ့စည်းကိုလေချောင်းကအတက်လောက်တာတို့နော်ပြီးသွားရင်အပြစ်မဲ့တဲ့အရသာပြည်သူတွေကို ရရွာတွေပြည်သူတွေကိုကျွန်တော်တို့လေကြောင်းတက်တွေလောက်တာတို့เนาะဒါတော့အလုံးသိပြီးဒါတကယ်လဲခံစားနေရတဲ့အခြေအနေပေါ့เนาะအဲ့တော့အပြစ်မဲ့တဲ့ပြည်သူတွေကဆက်ပြီးတိတ်ကြီးဖို့ပဲဖြစ်လာလိမ့်မယ်ဆိုကျွန်တော်တို့ကတော့ယူဆရတယ်ဒါကြောင့်မလို့ဒီငွေစည်းစေးရလမ်းကြောင်းကိုဖက်ပေါက်ဖို့အတွက်အရေးကြီးတယ်ပေါ့เนาะအဲ့ဒါကျွန်တော်တို့သက်ဆိုင်ရာ ဒီထိုင်းလွတ်တော်ရဲ့အလွတ်တော်မှာလည်းကျွန်တော်တို့ဆွေးနွေးဖြစ်ခဲ့တာရှိတယ်။ပြီးတော့ကျွန်တော်တို့ဒီထိုင်းလွတ်တော်ရဲ့မြန်မာအရေးကိုစိတ်ဝင်စားတဲ့လွတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း in person ကျွန်တော်တို့တွေ့ဆုံပြီးတော့ပေါ့နော်ကျွန်တော်တို့ဆွေးနွေးဖြစ်ခဲ့တာတွေပြောဆိုဖြစ်ခဲ့တာတွေရှိတယ်။ကျွန်တော်တင်ချက်လက်ဟိုပါပေါ့ data အချက်လက်တွေလည်းကျွန်တော်တို့ပေးခဲ့တာတွေရှိတယ်ပေါ့နော်။ဒါကတော့ကျွန်တော်တို့ဒီထိုင်းလွတ်တော်တွင်မှာလုဆောင်ခဲ့တဲ့ number 1အချက်ကိုကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ထိုင်းနိုင်ငံမှာရှိတဲ့ခြေပေါင်းလုပ်သမားတွေနဲ့တွေ့ဆုံတဲ့အချိန်မှာတော့ဒါလေးကိုပြောဖြစ်ခဲ့။အဲနောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီပေါ့နော် ဒီတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေကိုဖမ်းဆီးခံရပြီးတဲ့နောက်မှာဒီပြန်လည်ပို့ဆောင်တဲ့လုပ်ငန်းစဉ်ပေါ့နော်ဒါကတော့သူဟိုဒီထိုင်းနိုင်ငံရဲ့ဒီသူရဲ့အချုပ်အခြာအာဏာရသူရဲ့ဥပဒေရတရားမဝင်ရောက်လာတဲ့လူတွေကိုဖမ်းဆီးတယ်အဲ့လိုဖမ်းဆီးတဲ့ဒါကတော့ကျွန်တော်တို့ဒီသွားပြောလို့တော့မရအောင်နော်သူနိုင်ငံသူဥပဒေနဲ့ရှိတယ်ဒါပေမဲ့အဲ့လိုဖမ်းဆီးခံရတဲ့လူတွေကိုပြန်လည်ပို့ဆောင်တဲ့လုပ်ငန်းစဉ်ကိုတော့ကျွန်တော်တို့ကတော့ဒီတိုက်တွန်းပြီးတော့ကျွန်တော်တို့ပြောဆိုခဲ့တာရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒါတည်င်းလဲကျွန်တော်တို့ပြည်ပသားဖြစ်ပါတယ်ဒီထိုင်းနိုင်ငံမှာ ီဖန်ဆီးခံရတဲ့မြမတွေကိုပြန်လဲပို့မယ်ဆိုရင်သူကဇုံ၄ဇုံပေါ့နော် region ၄ခုခွဲပြီးတော့သူကပို့ရအဲ့တော့ region တစ်ခုအနေနဲ့ပြောမယ်ဆိုကျွန်တော်တို့မဲဟောင်ဆောင်ဘက်ပေါ့နော်ဒါ region တစ်ခုလို့သတ်မှတ်လို့ရတယ်နောက်တစ်ခုကကျွန်တော်မြောက်ပြည်ဘက်ပေါ့နော်မြောက်ပြည်ဘက်ကိုလည်း region တစ်ခုလို့သတ်မှတ်လို့ရတယ်နောက်တစ်ခုကကျွန်တော်ဖျားသုံးစုဘက်ပေါ့နော်အဲ့ဒါလည်းဒီ region တစ်ခုလို့သတ်မှတ်လို့ရတယ်နောက်ဆုံး region တစ်ခုကကျွန်တော်တို့ကော့ကော့တောင်းပါ ဲ့တော့ဒီလေးနေရာနေပြီးတော့ဒီဖန်ဆီးကံမြန်မာလုပ်သားတွေကိုဒါကျွန်တော်တို့ data ခေါ်အရက်ခေါ်တုံးလို့လည်းဆိုပြန်လဲပြီးတော့သွန်တဲ့လုပ်ငန်းစဉ်တွေလုပ်တယ်ပေါ့နော်သွန်တဲ့လုပ်ငန်းစဉ်တွေလုပ်တယ်အဲ့တော့စာစကားနဲ့ပြောမယ်ဆိုတော့ပြန်ပို့တဲ့လုပ်ငန်းစဉ်တွေလုပ်တယ်ပေါ့အဲ့တော့ကျန်တဲ့ဒီ area ၃ခုမှာ region ၃ခုမှာကျတော့ပြဿနာကတော့မရှိနေဘူးဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့ပြဿနာမရှိလဲဆိုတော့ဒီနေရာတွေဒီ ERO တွေထိချုပ်ထားနိုင်တဲ့နေရာဖြစ်တယ်ဒီတော်လိုင်းဖွဲ့စည်းတွေရှိတဲ့နေရာတွေဖြစ်တဲ့အတွက်ဒီဒီလူတွေကိုပြန်ပြီးတော့ပို့ဆောင်တဲ့နေရာမှာပြဿနာမရှိနေဘူးဒါပေမဲ့ပြဿနာဘယ်နေရာမှာရှိနေလဲဆိုတော့ ဒီကော့တောင်းဒီထိုင်းနိုင်ငံရန်တောင်းမြို့နဲ့ကော့တောင်းမြို့ကိုပြန်လည်ပို့ဆောင်တဲ့နေရာမှာတော့ဒါပြဿနာရှိနေတယ်အဲဘယ်လိုပြဿနာရှိလဲဆိုတော့ဒီနေရာဒီတော်လိုင်းရေးဖွဲ့စည်းတဲ့ထိချုပ်ထားနိုင်တဲ့နေရာမဟုတ်ဘူးအဓိကကော့တောင်းမြို့ပြောတာပေါ့နော်ထိချုပ်ထားနိုင်တဲ့အနေထားမဟုတ်ဘူးအဲ့တော့ဒီဘက်ခြမ်းကထိုင်းဘက်ကပြန်ပို့လိုက်တဲ့လူတွေအကုန်လုံးကစက္ကဆလက်ထဲကိုတယောက်မှချန်ပြန်ရောက်သွားတယ်တယောက်မှချန်ပြန်ရောက်သွားတယ်အဲ့တော့ပြန်ရောက်သွားတဲ့လူတွေကိုဒါ စစ်မှုထမ်းဖို့တပန်းအပိုင်းခြားအကျုံးဝင်တဲ့လူငယ်တွေကိုတခါတည်းဒီစစ်တပ်တန်းအကြောင်းလှုပ်ပြီးတော့ပေါ့နော်ပို့ပြီးတော့ဒါစစ်တပ်တန်းတက်ခိုင်းတဲ့စစ်မှုထမ်းခိုင်းတယ်ပေါ့နော်ပြီးသွားရင်စစ်မှုထမ်းတဲ့ကာလလည်းဟိုကျော်တင်တန်းတက်တဲ့ကာလလည်းခဏလေးပဲကျွန်တော်တို့ဒါ၃လလောက်ပဲပြီးတက်ပြီးတော့ရှီတန်းတွေကိုလှုပ်တယ်။အော်ရှီတန်းတွေကိုလှုပ်တဲ့နေရာမှာလည်း ပြောရမယ်ဆိုရင်ဒါဟိုသူတို့ကမတရားဖမ်းဆီးပြီးတော့တဏ္ဍပေးပြီးတော့အတင်းလှုပ်တယ်ဆိုပြီးမှသူတို့ကဒီလူတွေသူတို့ကယုံကြည်မှုမရှိဘူးဗျာဒါစစ်တပ်ရဲ့သဘောပါလေယုံကြည်မှုမရှိတဲ့အတွက်လက်နဲ့အပြီးဝပေးတာတွေမျိုးမထားဘူးနောက်တစ်ခုကလက်နဲ့ပေးထားတဲ့ကြည်ပေါက်မှပေးတဲ့ဟာတွေမျိုးလုပ်တယ်သူတို့အနောက်ကနေကြည်နေတယ်တကယ်ဒီရှေ့တန်းကိုပြန်ပို့လိုက်တဲ့ပို့လိုက်တဲ့အချိန်မှာတကယ်တေးရှိမိုင်းခွင်းတွေနေရတော့မယ်မိုင်းထောက်ထားနိုင်တဲ့အဓိဋ္ဌာန်တွေရှိတယ်ဟိုဘက်ကဒီတော်လိုင်းဘက်ကနေပြီးတော့စီးပစ်နိုင်တဲ့အခင်းချင်းရှိတဲ့ဒီ area မျိုးမှာဆိုရင်ဒီလူတွေကိုအရှိရနေပြီးတော့ ဒီလွတ်တယ်ပေါ့နော်ပြောရမယ်ဆိုလူသားတိုင်းအနေနဲ့တုံးတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပြောချင်တဲ့ချုပ်ကတော့ဒီလူတွေကဒီဘယ်လိုပဲဖြစ်ဖြစ်ထိုင်းကပြန်ပို့လိုက်ပြီးဆက်ကဆက်လက်တဲ့ရောက်ပြီးဆိုတာနဲ့သူတို့ဒီတေတွင်းတဲ့ကိုပို့တာနဲ့အတူတူပဲ တော့အဲ့လိုလောက်လောက်ဆောင်တဲ့ကာဒီကျွန်တော်တို့ကဘယ်ရှုတော့ကပဲကြည့်လူခွင့်ယေရှုတော့ကပဲကြည့်မလားတော့နိုင်ငံယေရှုတော့ကပဲကြည့်မလားကျွန်တော်တို့ဒီဒီအလုသမားယေရှုတော့ကပဲကြည့်မလားဘလို့ရှုတော့ကပဲကြည့်ဒါမလုတ်တဲ့ကိစ္စတွေဖြစ်တယ်မလုတ်အပ်တဲ့ကိစ္စတွေဖြစ်တယ်ပေါ့နော်အဲ့လိုလောက်ရမျိုးတွေကိုနိုင်ငံတကာအထိသိရှိသွားမယ်ဆိုရင်ထိုင်းနိုင်ငံရဲ့ပုံရိပ်ကလည်းထိခတ်လာနိုင်တယ်အဲ့အတွက်ကိုကျွန်တော်တို့အနေနဲ့ကတော့မေတ္တာရက်ခံခဲ့တာပန်ကြားခဲ့တာတော့အကယ်လို့အဲ့ဒီ region 4ဖြစ်တဲ့ကော့တောင်းကနေပြီးတော့ဟိုရနောင်းကနေကော့တောင်းပို့မယ်ဆိုရင်တော့ဒီလိုမျိုးစကားဆက်လက်တဲ့ဟိုဒိုင်ရိုက်လွှတ်ပြောင်းလာမျိုးမလုတ်ဘဲနဲ့ နော်သက်ဆိုင်ရာနယ်မြေမှာရှိတဲ့ EAO တွေ NUG တွေ CRPH တို့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ ਨੇ နော်ချိတ်ဆက်ပြီးတော့ပို့ဆောင်ပေးခြင်း ਨੇ အဲလိုအပ်တဲ့ကုန်ကြမ်းမှုတွေရှိရင်လည်းဒါကျွန်တော်တို့ဘက်ကတော့ရှာရှာပေးမယ်ပေါ့နော်အဓိကတော့ C4 ပေါ့ဗျာဒီနေရာနေဟိုနေရာပို့မယ်ဆိုရင်တော့ C4 လေးလိုအပ်တဲ့ဆိုရင်ကျွန်တော်တို့ဘက်ကတော့ပေးမယ်ဘာဖြစ်လို့လဲဆိုတော့ဒါကကျွန်တော်တို့ဟိုမရှိရှာပေးရမှာပဲကိုပြည်သူတွေရဲ့အသက်အန္တရာယ်ကိုကျွန်တော်တို့က ထိသိရမယ့်တာဝန်ရှိတယ်ပေါ့နော်အဲ့အတွက်ကိုလည်းကျွန်တော်တို့ကဒါနဲ့ပတ်သက်ပြီးတော့ဒီပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်တွေကိုလည်းကျွန်တော်တို့ချိတ်ဆက်ပြီးတော့ပြန်လည်ပို့ဆောင်ပေးဖို့ဆိုတဲ့ကိစ္စရပ်ကိုလည်းအဲကျွန်တော်တို့ဆွေးနွေးခဲ့တာရှိပါတယ်ပြီးတော့ဒါတော့အဓိကခေါင်းစဉ်တစ်ခုပေါ့နော်အဲဂျန်တဲ့ကိစ္စတော့ကျွန်တော်တို့ဒီ ILO မှာ Article 33ရ ဒီအချမ်းပဲဆက်ကဆာကိုအရေးယူနိုင်မဲ့ကိစ္စတွေရှိတယ်အချမ်းပဲဆက်ကဆာနေပြီးတော့ ILO ရဲ့ convention block ကိုချိုးဖောက်ထားတယ်အတော့ဒီဘယ်ချိန်မှာတော့ ILO ရဲ့ဆုံးဖြတ်ချက်တွေကိုလိုက်နာခဲ့တာမရှိဘူးအဲ့ဒီဘက်ကိုဒီ ILO ရဲ့ article 33ရအရေးယူပြီးပို့အတွက်ဒါကျွန်တော်တို့ဒီလောက်ရှိလို့ဒီမှာဖွဲ့စည်းတွေကလည်းဆောင်ရွက်နေတာရှိတယ်အစိုးရဖွဲ့လည်း NGO က လဲဆောင်ရွက်နေတာရှိတယ်ကျွန်တော်တို့လွတ်တော်ကလည်းဒီ parliament ဆိုင်ရာပေါ့နော်ဒီကျွန်တော်တို့ EU ကိုစပို့ပြီးတော့ဒီတောင်းဆိုထားတာလည်းရှိတယ်ပေါ့နော်အဲရှိတဲ့အတွက်ဒါမကြခင်မှာဆက်ကဆောက်ကိုအရေးယူနိုင်တယ်အဓိကနိုင်ငံတကာ ILO ရဲ့ပြင်မှုရှိတဲ့ဒီပြင်မှုရှိဖို့ဖြစ်လာနိုင်တဲ့လူကိုဒါဒီဒီလိုမျိုးအခြေအနေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ကဒီထိုင်းလွတ်တော်မှာဒီတက်ရောက်လာတဲ့ပုံကိုလည်းကျွန်တော်တို့ဒါဆွေးနွေးခဲ့တယ်အဲရှင်းလင်းပြောဆိုနိုင်ခဲ့တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ best ဒီလာကံပေါ်တော့ဒါအလုံးသိတဲ့အတိုင်းပဲ best meeting ကိုဒီအချက်ဖက်မေးအောင်လိုင်းကနေပြီးတော့ ဧပြီလ3ရက်4ရက်နေ့မှာအာဒါတက်ရောက်လာမယ်ဆိုတဲ့တဲ့င်းကြီးလည်းကျွန်တော်တို့ထွက်ပေါ်နေတယ်အဲ့ဒီတဲ့င်းကိုလည်းဒီလိုက်ကြည့်တဲ့ချိန်မှာလည်းကျွန်တော်တို့ဒါကော်ဖန်ဖြစ်ဖို့အခြေအနေများတယ်ပေါ့နော်များတယ်အဲ့ဒီဘက်ကကျွန်တော်တို့ဒီစီဝေးလုတ်တဲ့နောက်ဆုံးရက်နဲ့လည်းတိုက်ဆိုင်နေတာဖြစ်တဲ့အတွက်အဲကျွန်တော်တို့ NUCC ရပုံပုံတွေရောကျွန်တော်တို့ဒီ CR Bank ပုံပုံတွေရောပေါ့နော်ကျွန်တော်တို့ဒီဒီအချမ်းပဲစစ်စစ်ကောင်းဆောင်မင်းအောင်လိုက်ဘူးပေါ့နော်အစီအ ပဲ့ရောက်ခွင့်ကိုကတ်တန်းဖို့အတွက်ဖိတ်ကြားဖို့အတွက်ကျွန်တော်တို့ဒါပြောဆိုခဲ့တာကြီးရှိပါတယ်ဆွေးနွေးခဲ့တာကြီးရှိပါတယ်အဲ့တော့ပြင်မှာလည်းကျွန်တော်တို့အင်ပါစင်နေနဲ့ကျွန်တော်တို့ဒါပြောဆိုခဲ့တာတည်းလဲကျွန်တော်တို့ရှိပါတယ်အဲ့တော့အဓိကတော့ကျွန်တော်တို့ဒီရွှေပြောင်းလို့တမအရေးကိစ္စတွေရဲ့ပြီးတော့နိုင်ငံရေးအခြေအနေနဲ့ဇယီးရကိစ္စရဲ့ပြီးကျွန်တော်တို့ refugee camp တွေမှာဒုက္ခသည်တွေရဲ့ဒီလက်ရှိဒီထွန့်အစိုးရနေပြီးတော့ဒီ budget တွေဖိတ်ပင်နိုင်မှုကြောင့်မလို့ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်တွေပညာရေး ဒီကျမ်းမာကြီးပေါ့နော်ဒီအကျိုးဆက်တွေနဲ့ပတ်သက်ပြီးတော့ခိုင်းလို့တော့မှဆွေးနွေးခဲ့တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ပြန်လည်ပြီးတော့အဲကျွန်တော်တို့ရှင်းလင်းတင်ပြတာပေါ့နော်ကျွန်တော်တို့ရဲ့တာဝန်ဖြစ်တဲ့ဒီထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေကျွန်တော်ပြန်လည်ပြီးတော့အဲရှင်းလင်းတင်ပြပေးပါတယ်ပြီးတော့ကျွန်တော်တို့ဒီထိုင်းရောက်ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့လည်းနော်ဟိုဆက်ရောက်နိုင်ငံပေါ်ခေါ်တာပေါ့နော်ကျွန်တော်ထိုင်းနိုင်ငံဆိုတဲ့ထိုင်းနိုင်ငံအလိုက်သူ့ရဲ့ဥပဒေလေးကိုကျွန်တော်လေးစားလိုက်တာပေါ့နော်ကျွန်တော်တို့ဥပဒေရဲ့ကာကွယ်ရယူဖို့ကျွန်တော်တို့ဒါဟိုပြောဆိုခဲ့တာရှိတယ်ဆွေးနွေးခဲ့တာရှိတယ်အဲ့တော့ ကိုကဥပဒေနဲ့အညီနေထိုင်ပါလေးရဲ့နဲ့ဥပဒေပါအကျိုးခံစားခွင့်ကိုမရရှိခဲ့ရင်တော့ကျွန်တော်တို့သက်ဆိုင်ရပါတော့เนาะကျွန်တော်တို့ဒီသိရှိသိထားတဲ့ဒီချိန်ဆက်တရားနေချိန်ဆက်ဆိုတာကျွန်တော်တို့ဒီလွတ်တော်ပိုင်းဆိုင်ရာကိစ္စရပ်ကနေကျွန်တော်တို့ဒါဟိုပူပေါင်းဆောင်ရွက်ပေးလို့ရတယ်၊ကုညီပေးလို့ရတယ်ဆိုတဲ့ကဏ္ဍဒီမျိုးကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်။အဲတော့အချုပ်ကတော့ကျွန်တော်တို့ဥပဒေပါတိုင်းကျွန်တော်တို့နေထိုင်ဖို့ဥပဒေပါတိုင်းနေထိုင်တဲ့အချိန်မှာခွင့်ရချိုးပေါက်ခံရမှုတွေရှိလာရင်အဲကျွန်တော်တို့ ဒီတအိုးကြောက်တယ်မဟုတ်ပဲတစုတစ်ဖွဲ့တယ်မဟုတ်ပဲအားလုံးပူးပေါင်းပြီးတော့ဒါဖြည့်ရှင်းဆောင်ရွက်နိုင်ဖို့ဆိုတဲ့ကိစ္စတွေမျိုးတော့ကျွန်တော်တို့အဲဆွေးနွေးခဲ့တာရှိတာဒါကတော့ကျွန်တော်ဘက်ကဆွေးနွေးခဲ့တဲ့ပိုင်းကြီးပေါ့နော်အဲတော့တက်ရောက်လာတဲ့အဖွဲ့တွေကတော့အဖွဲ့ပေါင်းကျွန်တော်တို့30နီးပါးလောက်ရှိတယ်ပေါ့နော်အဖွဲ့ခေါင်းဆောင်တွေပဲအဓိကအဲတက်လာတာဖြစ်တဲ့အဖွဲ့ပေါင်း30လောက်တော့ရှိတယ်လူပုဂ္ဂိုလ်တွေလည်းတော့များတယ်ပေါ့နော်ဒါပေမဲ့သူတို့ကတော့အဖွဲ့စည်းကိုကူစားပြုပြီးတော့အဲသူတို့ရဲ့လုဆောင်နေတဲ့ ਨੇ ပယ်မှာဥမာလုသမားကြီးဆောင်ရွက်နေတဲ့အဖွဲ့စည်းဆိုနေလုသမားဆောင်ရွက်နေတဲ့ ਨੇ ပယ်မှာဖြစ်ပေါ်နေတဲ့အခက်အခဲတွေ နော်သူတို့ရဲ့စိန်ဖော်မှုတွေကိုကျွန်တော်တို့တင်ပြခဲ့တာရှိတယ်အဲ့လိုပဲပညာရေးကျန်းမာရေးတပ်မွေးဝမ်းကြောင်းစသဖြင့်ပေါ့နော်ဒီဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေဆိုရင်လည်းဒါသူတို့ရဲ့ခက်ခဲတွေစိန်ဖော်မှုတွေတင်ပြခဲ့တာရှိတယ်ပြီးတော့ကျွန်တော်တို့ဒီစစ်ပေးဆောင်တွေအတွက်ကူညီပေးနေတဲ့ပုံကိုယ်တွေရှိမယ်အဲပြီးတော့ရေကျွန်တော်တို့ဒီဟိုပါပေါ့နော်ဒီတရင်ဖလဲနေတဲ့ကိစ္စရပ်တွေမျိုးအဲပြီးတော့ကျွန်တော်တို့ဒီအာဘယ်လိုပြောမလဲဟိုပါပေါ့နော်ကျွန်တော်တို့ဟို pride အသင်းတွေပေါ့နော် pride အသင်းတွေဆိုတာဒီဟို ထိုင်းနိုင်ငံမှာရှိတဲ့ provider ဖွဲ့စည်းတင်နေတဲ့တက်ရောက်ကြတာဖြစ်တဲ့အတွက်တို့ရဲ့အခက်အခဲလေးနဲ့ဟိုလည်းကျွန်တော်တို့ပြောခဲ့တာရှိပါတယ်အသေးစိတ်ကတော့အများကြီးပေါ့နော်ပြောရမယ်ဆိုတော့တို့လည်းဒါပထမဆုံးချိန်ဒီလွတ်တော်နဲ့လွတ်တော်နဲ့ပတ်သက်တဲ့အနေထားနဲ့ကျွန်တော်တွေးရတယ်တွေးရတဲ့အချိန်မှာလွတ်တော်ရဲ့ဆောင်ရွက်ချက်ကိုလည်းတို့သိရတယ်အဲတို့တွေရဲ့အခက်အခဲကိုလည်းကျွန်တော်တို့တအူးချင်းတယောက်ချင်းစီကိုကျွန်တော်တို့နားထောင်ခဲ့တယ် တစ်ဆက်တည်းမှာကျွန်တော်တို့ဖြည့်ပေးလို့ရတဲ့ကိစ္စတွေကကျွန်တော်တခါတည်းဖြည့်ပေးခဲ့တယ်။အဲတချို့သောအရာတွေကကျတော့ဒါကျွန်တော်တို့တခါတည်းဖြည့်လို့မရဘူး။ဒီတချို့ချက်လက်တွေကျတော့ဒါကျွန်တော်တို့ပြန်ပြီးတော့ယူဆောင်သွားရမယ့်ဟာတွေရှိတယ်။အဲယူဆောင်သွားပြီးကျွန်တော် CRPA ကိုပြန်ပြီးတော့တင်ပြမယ့်ကိစ္စတွေရှိပါတယ်။ဥပမာအဖြစ်ပြောမယ်ဆိုရင်ဒါကျွန်တော်တို့ဟိုဘောနော်ပြန်လည်ပြီးတော့တင်ပြမယ့်ကိစ္စဆိုရင်လည်းအခုဒီထိုင်းနိုင်ငံမှာရောက်နေတဲ့ MOU နဲ့လာတဲ့လုပ်သားတွေပေါ့နော်။အဲဒီလုပ်သားတွေကိုဒီဟိုဟိုဘောနော်အလုပ်သမားဒီလစာတွေပြီးတဲ့ချိန်ကျရင် ban နဲ့ ban နဲ့ပဲပြေးချိမယ်ဆိုပြီးတော့ ဒီအလုပ်သမားတယောက်ရဲ့အလုပ်သမားတဦးမှဆိုရင်ဒါ passport တစ်ခုမှဆိုရင်ဒီ bank account နှစ်ခုဖွင့်တဲ့ကိစ္စတွေရှိတယ်ပေါ့နော် bank account နှစ်ခုဖွင့်တယ်အဲခေါင်းစဉ်ကခုနကျွန်တော်ပြောတဲ့ခေါင်းစဉ်နဲ့သူတို့ဖွင့်တယ်ဒါပေမဲ့အဲ့ဒီ bank account တွေလုပ်သမားရဲ့လက်ထက်ကိုပြန်မပေးဘူးပြန်မပေးဘဲနဲ့ဒီဟာတွေကိုဒီကာယကံရှင်တွေကိုအတိမပေးဘဲလက်ထက်မှာ app နဲ့ပြန်လဲရောင်းစားတဲ့လုပ်ငန်းစဉ်တွေရှိတယ်ဒီအဲ့လိုလုပ်ငန်းစဉ်တွေကြောင့်မို့လို့ဒီမိမိရဲ့ bank account ထဲမှာငွေဝင်ငွေထွက်တွေကဒီ ဟိုဘတ်တန်းနဲ့ TV ဖြစ်ပေါ်နေတာအလုပ်သမားတွေကမသိမသိပဲနဲ့ဒါပေမဲ့ဒီ area ကြားဖြန့်တဲ့ကြားဖြန့်လို့ငွေငွေငွေတွေခေါငွေကြီးခေါပါချမှုလုပ်ငန်းစီမှာတွားပြီးတော့သုံးကြအဲ့လိုသုံးကြတာဖြစ်တဲ့ဒီ area တွေနဲ့ပတ်သက်ပြီးတော့ထိုင်းစုကလိုက်တဲ့အချိန်မှာကိုယ့်မြန်မာနိုင်ငံသားတွေဖန်ခံတည်နေတယ်ပေါ့နော်အဲ့တော့အဲ့ဒီအရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့တင်ပြလာတာရှိတယ်ဒါပေမဲ့အဲ့လိုတင်ပြလာတဲ့ကိစ္စရပ်တွေဆိုရင်ကျွန်တော်အနေနဲ့တူတယ်တပါးလည်းဖြေရှင်းပေးလို့မရဘူးအဲ့ဒါကိုကျွန်တော်တို့ဒီသက်ဆိုင်ရာပေါ့နော်ကျွန်တော်တို့ company တွင်းမှာဆွေးနွေးမယ်ပြီးသွားကျွန်တော်တို့ဒီလွတ်တော်ရဲ့ main body ဖြစ်တဲ့ CRPA မှာကျွန်တော်တို့ဒါကိုတင်ပြဆွေးနွေးမယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုရှေ့ဆက်ပြီး ီးတော့ဒါအကောင်းဆုံးလုတ်ဆောင်နိုင်မလဲဥပဒေနဲ့အညီဆောင်ရွက်ပေးနိုင်မလဲဆိုတာကျွန်တော်တို့တိုင်ပင်ပြီးတော့ဒီလိုအပ်လာမယ်ဆိုရင်လည်းကျွန်တော်တို့ဒီဝန်ကြီးဌာနနဲ့ပါပူးပေါင်းပြီးတော့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့ဆောင်ရွက်သွားဖို့လည်းရှိပါတယ်ဒါလေးကတော့ကျွန်တော်ဥပမာပေးခြင်းဖြစ်ပါတယ်ဗျဟုတ်ကဲ့အော်ကျွန်တော်တို့အနေနဲ့ပြောရမယ်ဆိုရင်တော့အလားလာတော့ဖြစ်လာနိုင်တယ်လို့တော့ကျွန်တော်တို့မြင်တယ်ဒါပေမဲ့အခုပဲရှိတာပေါ့အချိန်အကန့်အသတ်ပေါ့နော်ကျွန်တော်တို့ကလွတ်တော်ပိုင်းပဲဒီ officially တရားဝင်ဖိတ်ခေါ်တဲ့အတွက်ကျွန်တော်တရားဝင်ဆွေးနွေးခဲ့ရတာဖြစ်ပါတယ်အဲ့တော့လွတ်တော်လွတ်တော်ချင်းပူပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေနဲ့ကျန်တဲ့လူ့သမားရေးစောင့်မျှော်နေတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကျွန်တော်တို့အသိပေးနိုင်ခဲ့တယ်ပေါ့နော်အခုပြီးနိုင်ခဲ့တယ်အဲ့တော့ဒါဆိုရင်တော့လွတ်တော်ပိုင်းဆိုင်ရာနေပြီးတော့ကျွန်တော်တို့တော်တိုင်မှုတွေပေါ့နော်ပြောင်းလဲပြီးတော့အစိုးရကိုထိတ်ချောက်မှုတွေတော့ကျွန်တော်တို့လုပ်နိုင်မယ်လို့တော့ကျွန်တော်တို့ယုံကြည်တယ်ကျွန်တော်တို့မျှော်လဲမျှော်လင့်တယ်အဲဒါပေမဲ့အစိုးရကိုဓာတ်ရိုက်ပြောတာမဟုတ်တဲ့အတွက်အစိုးရကဓာတ်ရိုက်အကောင့်ထဲပေါ်သွားသေးတာမဟုတ်တဲ့အတွက်တော့အချိန်ကန့်တန့်တော့ကျွန်တော်တို့ရှိလိမ့်မယ်လို့တော့ကျွန်တော်တို့ယူဆပါတယ်ဒါတော့ကျွန်တော်တို့အရှိတရာအတိုင်းကိုကျွန်တော်တို့ပြောချင်းဖြစ်ပါတယ်ပေါ့နော်ဒါကတော့ ဒါ time dot.dev မှာကိစ္စရပြီးပါနောက်တစ်ခုကတော့ကျွန်တော်တို့ဒီအလုပ်သမားတွေနဲ့ကျွန်တော်တွေ့တဲ့အချိန်မှာတော့ဒါကျွန်တော်တို့လည်းဒီ online ကာလမှာလုပ်နေရတဲ့လွတ်တော်ဖြစ်တယ် online ကာလမှာလုပ်နေရတဲ့အဆူအဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့အခက်ခဲတွေလည်းရှိတယ်လိုအပ်ချက်တွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကပို့ပို့လေးလေးတိုင်ပင်ဆွေးနွေးတယ်ဒါပေမဲ့ဖြစ်နေတဲ့အခက်ခဲပေါ်မှာလည်းကျွန်တော်တို့ကခေါင်းရှောင်တာမဟုတ်ဘဲနဲ့ဘယ်လိုမျိုးကျွန်တော်တို့ရှေ့ဆက်လာမယ်ကိစ္စရပ်ဒီမှာဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်ကြမလဲဆိုတော့ကိစ္စရပ်တခုတော့ကျွန်တော်တို့စုနေဖြစ်ခဲ့တာကြီးရှိတယ်အဲ့တော့ဒါပေမဲ့အဲ့လုပ်ငန်းစဉ်ကြာကျွန်တော်တစ်ဆင့်ပြီးတစ်ဆင့်သွားမယ်ပေါ့နော်သွားမယ်အဓိကတော့ လွတ်တော်ပိုင်းရယ်ဆိုရပိုင်းရယ်ဒီ time မှာရောက်နေတဲ့ဒီအလုပ်သမားကောင်းဆောင်တွေစုဖွဲ့နေကျွန်တော်တို့ပူးပေါင်းညှိနှိုင်းပြီးတော့ဖြစ်ပေါ်လာတဲ့အခက်အခဲတွေကိုကျွန်တော်တို့ဒီတောင်ပေါ်ခွဲဝေပြီးတော့ဆောင်ရွက်ကြမယ်ကိစ္စရပ်တွေလည်းကျွန်တော်တို့အဓိကအားဖြင့်တော့ဆွနေဖြစ်ပါတယ်။နောက်ဆွနေဖြစ်ပါတယ်။အဲ့ဒီဆွနေမှုလည်း account ထဲပို့အတွက်ကျွန်တော်တို့လုပ်ငန်းစဉ်လည်းမကြခင်မှာကျွန်တော်တို့ဒါ CR base ကိုတင်ပြပြီးတော့ကျွန်တော်တို့ဆောင်ရွက်နိုင်လိမ့်မယ်လို့လည်းထင်ပါတယ်ဗျ။ဟုတ်ကဲ့ပါဗျာဟိုပထမဆုံးထိုင်းဆိုးရဘိုက်ကိုပြောမယ်ဆိုတော့ထိုင်းဆိုးကတော့ဒါတော့ဒီလက်ရှိကတော့ main online တို့နဲ့ ပို့ပြီးတော့နိကတ်တဲ့ဆိုတဲ့သဘောမျိုးပေါ့အားလုံးကတော့ဒါတည်ထားကြတယ်မြင်လဲမြင်နေရတယ်အဲဆိုတော့သူတို့အနေနဲ့ကတော့ဒီခုနပြောတဲ့ business media ခန်းတွေမှာဖိတ်ကြားတဲ့ကိစ္စရပ်တွေမျိုးအဲခြားကိစ္စရပ်တွေမျိုးပေါ့နော်ဒါအာဆီယံရဲ့ဒီ feedback consensus နဲ့ပုံမှန်အခြေခံပြီးတော့ခိုင်းကလည်းအဝင်ရောက်ပတ်သက်မှုရှိလိမ့်မယ်ဆိုတာရှိရှိလိမ့်မယ်ဒါမှမဟုတ်ရှိနေတယ်ဆိုတာလည်းကျွန်တော်တို့အားလုံးသိရှိထားပြီးတော့ဖြစ်တယ်ပေါ့နော်အဲကျွန်တော်တို့ကတော့အစိုးရဘက်နဲ့တရိုက်တော့ကျွန်တော်တို့ထိတွေ့မှုမရှိဘူးပေါ့နော်မရှိတဲ့အတွက်ကတော့ကျွန်တော်တို့ကဒီ ကိုရီးယားဒီဟိုပါပေါ့နော်စဉ်းစားချစ်ချိန်မှုနဲ့ပဲကျွန်တော်တို့ကပြန်လဲပြောဆိုတဲ့အပိုင်းတွေပဲလုပ်လို့ရမယ်ဒါပေမဲ့ဒီကျွန်တော်တို့နားလည်တာကလူသမားခွင့်ရင်နဲ့ပတ်သက်လာရင်တော့ဥပဒေပါအတိုင်းတော့ကျွန်တော်တို့ဒီဥပဒေကတထန်ထားတဲ့အတိုင်းကျွန်တော်တို့ရပိုင်ခွင့်ရှိတယ်လုံနိုင်စွမ်းလည်းရှိတယ်ဒါပေမဲ့လူသမားခွင့်ရင်နဲ့ကြော်လွန်ပြီးတော့တို့သတ်မှတ်ထားတဲ့ဥပဒေကိုချိုးပေါက်ကြော်လွန်မှုမျိုးကတော့ကျွန်တော်တို့ဒါတွေကတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဆောင်ရွက်လို့မရဘူးအဲကျွန်တော်တို့ကိုယ်တိုင်တောင်းဆိုဖို့လည်းမရဘူးပေါ့နော်အဲကျွန်တော်တို့ဟိုပြောရမယ်ဆိုရင်တော့ဥပဒေပါ ခွင့်ရေးကိုပဲကျွန်တော်တို့ကဒါကိုဆောင်ရွက်လို့ရလိမ့်မယ်ဆိုတာကျွန်တော်တို့ယုံကြည်တယ်။အဲအဲ့ဒီအရနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တလုံးတက်တိုင်းလဲဆောင်ရွက်သွားဖို့ရှိပါတယ်။နောက်တစ်ခုကတော့ဒါထိုင်းနိုင်ငံရေးအခြေအနေပေါ်ဒါအလုံးသိပိသားဖြစ်တယ်။ဒီလက်ရှိလဲဝန်ကြီးချုပ်ပေါ်မှာဒီ software ပြည်တည်မှုတွေနဲ့ဒါပြီးခဲ့တဲ့တနေ့လအင်ကာဒီနှစ်ရက်မှာဆောင်ရွက်ခဲ့တာရှိတယ်။အဲဒီညွန်ပေါင်းဆိုရဖွဲ့အမိသားတွေနဲ့ဒီမဲပေးခဲ့တဲ့ကိစ္စတွေကိုเนาะဒါဒီအများကြီးပေါ့เนาะတရင်တွေဒါဒါ ရှိတယ်ပေါ့နော်အဲ့တော့သူရဲ့ပြောချင်တာသူရဲ့နိုင်ငံရေးကလည်းဒီကျွန်တော်တို့ထင်တယ်လို့အရင်ကြီးတော့ရိုးရှင်းနေတဲ့အနေထားမဟုတ်ဘူးသူတို့မှလည်းဒီလွတ်တော်တွေမှာရောအစိုးရဖွဲ့တွေမှာရောဒါဒီကပေါ်တိုက်မှုတွေရှိနေတယ်ဆိုတာတော့အားလုံးအသိပဲဖြစ်တယ်ပေါ့နော်ဒါကတော့ဒီအုတ်ချုပ်အုတ်ချုပ်ကြီးပိုင်းတစ်ပိုင်းပေါ့နော်အဲ့တော့ထိုင်းနိုင်ငံတွင်းမှာကျတော့ဒီဘာကိုဖြစ်လာလဲဆိုတော့အဓိကတော့ ီမြန်မာ community နဲ့ဒီ Thai community ပေါ့နော်အဓိကတော့ပြည်သူပြည်သူချင်းကိစ္စအဲ့တော့ပြည်သူပြည်သူချင်းကိစ္စမှာတော့ကျွန်တော်တို့ကအလုပ်တွေအများကြီးလုပ်ဖို့တော့လိုပါတယ်ဘာဖြစ်လို့ဆိုတော့ Thai ပြည်သူတွေသိရှိထားတဲ့အချက်ကသိရှိနားလည်ထားတဲ့အနေထားကဘာလဲဆိုတော့ ဒီသူတို့နိုင်ငံကိုဒီဗမာနိုင်ငံကအလို့သမားတွေတရားမဝင်ရောတရားဝင်ရောဝင်ရောက်လာတယ်အဲ့လိုဝင်ရောက်လာတယ်ပြောတယ်သူတို့ရဲ့အလုပ်တွေပါလုပ်ငန်းတွေပါပါပေါ့နော်သူတို့အတွက်ထိခိုက်တယ်သူတို့ရဲ့အကျိုးစီးပွားတွေထိခိုက်တယ်အတ္တိယတစ်စိဒီဒီဒီဗမာလူသားတွေကိုဒီကျမ်းမာရေးစိတ်ကူးသားမှုတွေပညာရေးကိစ္စတွေအကုန်လုံးက ဒီသူတို့နိုင်ငံရဲ့အခွန်အနေနဲ့ပဲထုတ်ပြီးတော့သုံးနေရတယ်ဆိုတော့ဒီအတွေးမျိုးဒီဒီစဉ်းစားချက်မျိုးပဲသူတို့ရှိကြတယ်ပေါ့နော်ဒါတော့တမန်ပီသူတွေရဲ့ဒီနစ်ဟာပေါ့နော်ဒီဟိုစဉ်းစားချက်တွေဖြစ်ပါတယ်အဲ့တော့ဒါတမန်ပီသူရဲ့စဉ်းစားချက်ဆိုပြီးမှဒါကအင်မတန်မှအရေးကြီးတယ်ဒါအများစုကနော်ထိုင်း community တခုလုံးကသိထားတဲ့အသိဖြစ်တဲ့အတွက်ဒါဒီအင်မတန်မှအရေးကြီးပါတယ်အဲ့တော့ကျွန်တော်မြန်မာ community ကိုလည်းပတ်သက်ပြီးပြောလာမယ်ဆိုရင်ဒါကထိုင်းရဲ့ ဒီကျွန်တော်တို့ဒီကျွန်တော်တို့နိုင်ငံကမဘာသာပုံစံလိုပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လည်းတရင်းဒီမှာတွေ့နေရပါတယ်ဒါကတော့မြန်မာနဲ့ထိုင်းနဲ့ဆိုတဲ့ကိစ္စဒီမှာပြောကြကြကျွန်တော်တို့ကဒီရခိုင်ရခိုင်ကတမိုင်းကြောင်းကိုခြေခံပြီးတော့ဒါအမြဲတမ်းအမျိုးသားရေးနဲ့ပြောမယ်ဆိုရင်တော့အရန်ပြောလို့ကောင်းတဲ့ issue တစ်ခုဖြစ်တယ်ပေါ့နော် issue တစ်ခုဖြစ်တယ်ဥပမာထိုင်းမှာဆိုရင်လည်းမြန်မာမုံဒီကြီးကိစ္စတွေမြန်မာနဲ့ပတ်သက်ပြီးတော့ပြောတဲ့ကိစ္စတွေမျိုးဆိုရင်ဒါကအများအဖြစ်ဒီ Thai community က ဒီပြောတဲ့လူတွေရဲ့စကားတိုင်းကိုယုံကြည်ကြတဲ့လက်ခံကြတဲ့ဆိုတဲ့ပုံစံမျိုးဖြစ်ကြတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအနေအထားမျိုးကိုကျွန်တော်တို့ကပြန်လည်ပြီးတော့ဒီဖြည့်ရှင်းမယ်ကျွန်တော်တို့ပြန်လည်ပြီးတော့ ဒါဟိုဆောင်ရွက်မယ်ဆိုရင်တော့ကျွန်တော်တို့ကအချိန်ယူရပါလိမ့်မယ်ဒီကျွန်တော်တို့တတိကြီးထားပြီးတော့အလုပ်လုပ်ဖို့လိုတယ်အဲကျွန်တော်တို့အများကြီးလဲဒီအလုပ်လုပ်ရမယ်လို့ကျွန်တော်တို့မျှော်လင့်တယ်ဘာဖြစ်လို့လဲဆိုတော့ချက်ချင်းဒီကိစ္စမလုပ်နဲ့လို့သာပြောလို့ရတဲ့ကိစ္စမဟုတ်ဘူးအဲ့တော့ community community နှစ်ခုကြားမှာနားလည်မှုရှိဖို့အတွက်ကျွန်တော်တို့အများကြီးလုပ်ရမယ်ပေါ့နော်အဥမာအဖြစ်ပြောမယ်ဆိုရင်ကျွန်တော်တို့ကဒါကိုကျွန်တော်တို့ဆောင်ရွက်မယ်ဆိုရင်ဘယ်လိုဒီ planning ထားမလဲနော်ဒီအဲ့လိုအဲ့လိုအတွက်ကိုကျွန်တော်တို့ဘာဒီများသတင်းချက်လက်ထုတ်ပြန်မလဲအဥမာအဖြစ်ကျွန်တော်တို့ပြောမယ်ဆိုရင်ဒီကျွန်တော်တို့မြန်မာလူ့သမားတွေစီကအခွန်အောက်ခံနေတဲ့နှုံတွေရှိတယ်ဥမာအဖြစ် တန်းတိုးရမှာပဲဖြစ်ဖြစ်ဒီလောသမားဘက်ရိုက်တဲ့နေရာမှာဖြစ်ဖြစ်ကျွန်တော်အခွန်ပေးဆောင်ရတဲ့ဟာကြီးရှိပါတယ်ပြီးတော့ကျွန်တော်အမခန့်လို့ခေါ်တဲ့ပကံလဲကျွန်တော်တို့ဝယ်ရတာကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့လောခလာစာလောသမားတွေရဲ့လောခလာစာထဲကနေပြီးတော့ထိုင်းကိုကျွန်တော်တို့ကစမ်းမရေးအတွက်ကျွန်တော်တို့အခွန်ဆောင်ထားတာကြီးရှိတယ်ဒီအလုသမားအလုလုပ်ဖို့ပေးဆောင်လို့ကျွန်တော်အခွန်ဆောင်ထားတာကြီးရှိပါတယ်အဲ့တော့အဲ့ဒီအခွန်ဆောင်ထားတဲ့ဟာကိုကျွန်တော်တို့ပေါင်းမယ်ဆိုရင် ီအခွန်ဆောင်ရတဲ့ဟာတွေရေမြန်မာပြည်ကိုပြန်လွှဲတဲ့ကိစ္စရတဲ့ဒီထိုင်းနိုင်ငံအတွင်းမှာမြန်မာလုပ်သားတွေရွှေပြောက်လုပ်သားတွေဒီဟာရရှိနေတဲ့ငွေတွေကအမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီးဒါထိုင်းနိုင်ငံအတွင်းမှာရရှိနေတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီဟာတွေလည်းကျွန်တော်တို့က ထိုင်း community ကိုသိရှိအောင်ကျွန်တော်တို့အလုပ်လုပ်ရမယ်အလုပ်လုပ်ပြီးတော့ကျွန်တော်တို့သုံးနေတယ်ကျွန်တော်တို့ရဲ့ကျမ်းမာရေးတွေဒီကျန်တဲ့လူမှုဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီးတော့အလုပ်ဆောင်နေတာဒီဥပဒေပါတိုင်းလည်းဖြစ်တယ်လို့ဒီရဲ့အခွန်ဆောင်ထားတဲ့ငွေကိုသုံးဆွေးနေတာဖြစ်တယ်ဆိုတဲ့အကြောင်းလေးကျွန်တော်တို့ကတစင်ပြီးတစင်တစင်ပြီးတဲ့ကျွန်တော်တို့ကတော့မှဖြစ်ပါတယ်ဒါမှသာလေကျွန်တော်တို့အမုန်းတရားမရှိတဲ့ community တွေဖြစ်လာအောင်လို့ကျွန်တော်တို့တော်တော်စူးစမ်းမှာဖြစ်ပါတယ်အဲ့တော့ပြောရတာတော့လွယ်တယ်ပေါ့နော်လောက်ရတာတော့ဒါဆရာတို့လည်းသိပါတယ်တော်တော်ကိုဆိတ်ရှိရှိထားပြီးတော့ ဟိုလိမ္မာပါနတ်ဆောင်နဲ့ကိုက်ပွဲဆောင်ရွက်ရမယ့်ကိစ္စလို့ပဲကျွန်တော်အနေနဲ့ပြောလိုပါတယ်ဗျဒီကိစ္စလည်းကျွန်တော်လူသမားအဖွဲ့စည်းရဲ့တွေ့တဲ့ချိန်မှာလည်းအဲ့ဒီမိကုန်းတွေတက်လာတာခက်တဲ့ပဲကျွန်တော်ပြန်လည်ပြီးတော့ရှင်းပြပေးခဲ့ပါတယ်ဟုတ်ကဲ့ပါဗျာပထမဆုံးကျွန်တော်တို့ထိုင်နိုင်ငံကိုအကြောင်းမျိုးနဲ့ရောက်ရှိနေကြပြီးတရားဝင်နေထိုင်ကြတဲ့ဒီမြန်မာလူမျိုးတွေအတွက်အကြံပြုချက်ကတော့လက်ရှိကဒီကျွန်တော်တို့ထိုင်နိုင်ငံရေးရလဲကျွန်တော်တို့ထင်ထားသလောက် ရိုင်းမရိုးရှိနေဘူးအဲကျွန်တော်တို့ပေါ်တိုက်မှုတွေထိတွေ့မှုတွေရှိနေကြတယ်အဲအဲ့ဒီအချိန်ကာလမှာကျွန်တော်တို့ရဲ့ဒီနိုင်ငံရေးရပေါ့နော်ကျွန်တော်တို့ဒီဘက်ကိုပဲအဓိကရွှေပြောင်းလုပ်သားတွေနောက်အထူးသဖြင့်ဗမာတွေကပုံများလာဖြစ်တဲ့ဘက်ဒီဘက်ကိုပဲဒီလှည့်လာတယ်ပေါ့နော်အခုလုံနေတဲ့လုံပြတ်တွေအကုန်လုံးကလည်းဒီဘက်ကိုပဲအဲဒီလှည့်လာတာဖြစ်ပါတယ်အဲကျွန်တော်တို့ဘက်ကတော့ဒီတတိကြီးကြီးထားဖို့လည်းလိုတယ်အချို့သောနေရာတွေစိတ်ရှိဖို့လည်းလိုတယ်နောက်တစ်ခုကတော့ဒီကျွန်တော်တို့ဥပဒေနဲ့အညီနေထိုင်နိုင်ဖို့ကအင်မတန်မှအရေးကြီးပါတယ် ော်ကျွန်တော်တို့ဒါဟိုပြောရမယ်ဆိုတော့အများကြီးပေါ့နော်အလုပ်လုပ်နေကြတဲ့ပုံစံတွေအမျိုးမျိုးလေးကျွန်တော်တို့သိပါတယ်အဲဒါပေမဲ့ဒီချိန်မှာတော့အထူးဂရုစိုက်ပြီးတော့ကျွန်တော်တို့ဒီ OPD နဲ့အညီနေထိုင်နိုင်ဖို့တော့လိုအပ်ပါတယ်အဲဒါမှသာလေအခက်အခဲဖြစ်လာတဲ့အချိန်ကြရင်လည်းဥပဒေနဲ့ညီနေထိုင်တဲ့သူတွေအတွက်ကျွန်တော်တို့ဒီအကာအကွယ်ဖြစ်နိုင်အောင်တော့ကျွန်တော်တို့ပြန်လည်ပြီးတော့အကူအညီဆောင်ရွက်ပေးမှုတွေမျိုးကျွန်တော်တို့ဆောင်ရွက်လို့ရပါတယ်အဲဥပဒေပြင်ပကိုရောက်သွားရင်တော့ကျွန်တော်တို့ဒါကဒီဟိုဒီချိန်မှာတော့အဆိုးဆုံးချိန်တွေတကူဖြစ်တယ်ပေါ့နော်ဒီချိန်ကလည်းတကူချုပ်ထပ်ဖို့အတွက်ကတော့ဒီအားလုံးတတိကြီးကြီးနဲ့ ဒီအမျိုးမင်းကြီးကြီးနဲ့ပဲကျွန်တော်တို့အဥပဒေနဲ့အညီနဲ့ထိုင်ကြပါလို့ကျွန်တော်လက်တော်မှာတော့အကြံပြုလိုပါတယ်ဗျ။နောက်တစ်ခုကတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံသားတွေပေါ့နော်။ဘက်ဘက်မှာဆိုတော့ကျွန်တော်တို့ဒီအဓိကတော့ Thai community တခုလုံးကိုပြောရမယ်ဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့ပဲ။ဒီကျွန်တော်တို့ရွှေ့ပြောင်းလို့သားတွေဆိုတာကနံပါတ်၁ချက်ကတော့ဒီကျွန်တော်တို့ဒီဘောနော်အလုတ်အလုတ်လောက်ကန်ခွင့်ရကျွန်တော်တို့ထိုင်းနိုင်ငံအနည်းသက်ဆုံးမှရှိတဲ့ထိုင်းနိုင်ငံကျွန်တော်တို့ဝင်ရောက်ပြီးတော့ဒါလာရောက်ပြီးတော့လောက်ကန်ကြတာဖြစ်တယ်။နံပါတ်၂ချက်ကတော့ကျွန်တော်တို့ data တွင်းမှာကျွန်တော်တို့နိုင်ငံတွင်းမှာ ဒါဒီမတရားစစ်အာဏာသိမ်းမှုဖြစ်တယ်အဲ့ဒီမတရားစစ်အာဏာသိမ်းမှုအပြေမှာကကျွန်တော်တို့ဒီမတရားစစ်မှုထံဥပဒေကထပ်ထွက်လာတော့ဒီ စစ်မှုထံအကြုံးဝင်တဲ့လူငယ်လူရွယ်တွေကဒါကျွန်တော်တို့မလွဲသာမရှောင်သာတဲ့အနေထားမို့လို့ကျွန်တော်တို့ဒီနိုင်ငံကိုကျွန်တော်တို့လိုင်ဝါချင်းဖြစ်ပါတယ်အဲ့တော့လိုင်ဝါတဲ့အကြောင်းရင်းလည်းကျွန်တော်တို့နေနမိတ်ချင်းအဖြစ်ထိဆက်မှုအများဆုံးနိုင်ငံဖြစ်တယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့တွေရဲ့အခက်အခဲကိုလည်းနားလည်ပြီးပါလူအချက်ကိုလည်းကျွန်တော်တို့လည်းကျွန်တော်တို့သက်ဆိုင်ရာပုံကိုစုဖွဲ့နေရတယ်ကျွန်တော်တို့ပြင်ဆင်နိုင်ဖို့အတွက်လည်းကျွန်တော်တို့ကြိုးပမ်းပါမယ်အဓိကကျွန်တော်တို့ထိုင်းနိုင်ငံမှာလာရောက်နေတဲ့အချိန်မှာကျွန်တော်ထိုင်းနိုင်ငံရဲ့ပေးအပ်ထားတဲ့ဥပဒေနဲ့အညီနေထိုင်နိုင်ဖို့အတွက်ကိုလည်းကျွန်တော်တို့ကြိုးစားမယ်အဲဒီကြိုးစားကြိုးစားလ ဲ့ကျွန်တော်တို့ဆောင်ရွက်သွားမှာပေါ့เนาะအဲ့တော့ဒီကျွန်တော်တို့ရဲ့ လက်ရှိဒီမှာနေထိုင်နေတဲ့ကျွန်တော်တို့ refugee ပဲပြောပြောเนาะဒီကျွန်တော်တို့ဒီရွှေပန်းလို့သားတွေပဲပြောပြောသူတို့ရဲ့ဒီကျမ်းမာရေးပေါ့เนาะနေထိုင်မကောင်းလို့ဒီစေယုံစေကူတမ်းမှုတွေဒီဒါလည်းသူတို့တွေစောင့်ထားတဲ့အခွန်တွေတဲ့အနေနဲ့ကျွန်တော်တို့ဒါလူမှုဖူလုံရေးကြီးထဲအနေနဲ့ဒါတွေကိုစောင့်ရရချင်းဖြစ်ပါတယ်နောက်တစ်ခုကကျမ်းမာရေးဟို sorry ကျွန်တော်တို့ဒါတော့ကျမ်းမာရေးပေါ့เนาะပညာရေးနေပြောမယ်ဆိုရင်သူတို့ရဲ့သားသမီးတွေကိုလည်းဒါအသက်အရွယ်ပိုင်းချလိုက်ပေါ့เนาะထိုင်းနိုင်ငံရဲ့ဒီတရားဝင်အကြောင်းလေးမှာလည်းကျွန်တော်တို့ထားနိုင်ထားလို့ရတဲ့အကြောင်းလေးရှိသလိုနေဆက်တွေတမ်းမှာရှိတဲ့ဒီမြန်မာရွှေပြောင်းအကြောင်းလေးမှာလည်းကျွန်တော်တို့တက်ရောက်နေရတာ ီရှိပါတယ်အဲ့ဒီပုံမှာဒီကျွန်တော်တို့ရဲ့ဒီနိုင်ငံရဲ့အခက်အခဲလူငယ်တွေရဲ့အခက်အခဲလေးတွေကိုပေါ့နော်နားလည်ပြီးနားလည်ပေးဖို့အတွက်ဒါဒီကျွန်တော်တို့နေရဲ့အကြံပြုလိုပါတယ်ဆက်လက်ပြီးတော့လည်းကျွန်တော်တို့ဒါတော်လိုင်းကြီးဘုံမပြီးမှတော်လိုင်းကြီးကျွန်တော်တို့ဆောင်ရွက်နေတယ်တော်လိုင်းကြီးဆက်မင်နာဆိုတာစီးရီးတစ်ခုတည်းမဟုတ်ပဲနဲ့တော့ကျွန်တော်နိုင်ငံတကာရေးရာစီးပွားရေးရာကျွန်တော်တို့ဒါအများကြီးကျွန်တော်ဆက်မင်နာတွေဖွင့်ထားတယ်တော်လိုင်းကြီးအောင်မယ်လို့လည်းကျွန်တော်တို့ကအပြီးအဝယုံကြည်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်ပြန်လည်ပြီးတော့ကောင်းသွားတဲ့ ဒီကြံဒီလူတွေဒီပြန်လဲပြီးတော့ကိုယ့်ရဲ့ data ကိုပြန်လဲဝင်ရောက်ကြမဲ့လူတွေပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီတိုက်ပြီးအချိန်ဒီမကောင်းတဲ့အချိန်ဒီလေးမှာကျွန်တော်တို့ခေတ်ကာလအရာခေတ်တခဏလာရောက်နေတဲ့ချိန်ဖြစ်ပါတယ်အဲ့လိုနေတဲ့မှာလည်းဥပဒေနဲ့ညီနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့နားလည်ပြီးပါလို့ကျွန်တော်တို့လည်းတောင်းဆိုလိုပါတယ်ဒီရှေ့ဆက်ပြီးပေါ့နော်ဒီထိုင်းနိုင်ငံမှာရှိကြတဲ့မြန်မာရွှေပြောင်းလို့သားတွေအနည်းနဲ့လည်းကျွန်တော်တို့က ဒီတော်လန်ရေးကိုမျက်ချိမပတ်မပြတ်ပဲနဲ့ထိုင်းဥပဒေပါတိုင်းကျွန်တော်နေထိုင်ကြဖို့ရဲ့အခက်ခဲတွေဖြစ်ပေါ်လာရင်လည်းကျွန်တော်တို့နဲ့ဆက်သွယ်ပြီးတော့ပေါ့နော်အပြင်လည်းပူးပေါင်းပြီးတော့ဖြည့်ရှင်းဆောင်ရွက်ဖို့ဆိုတဲ့အကြောင်းလေးကိုတော့ကျွန်တော်အနေနဲ့ဒီစကားပါလို့ပါတယ်ဗျဟုတ်ကျေးဇူးများတင်ပါတယ်